ပြန်ဆိုထားသောမွန်တီခရစ်စတိုမြို့သားကြီးအခန်း၈မြောက်ခန်းဒီမှာချက်တူဖက်မှာနေရာတစ်ခုရှိတယ်အန္တရာယ်ကြီးမားဆုံးလူတွေနဲ့ယူသွနေတဲ့လူတွေကိုထိန်းသိမ်းထားတဲ့နေရာလေခန္ဓာရဲ့နတ်ဆန်းတဲ့အောက်ဖက်မြေအောက်တိုက်ခန်းတွေပေါ်အဲ့ဒီနေရာရဲ့အကြမ်းခံတစ်ခုမှာဒန်ဒီကိုရန တိုက်ပိတ်ခံဒုက္ခခံပြီးအကျဉ်းချနေတယ်။မနေ့တကြိမ်ညတစ်ကြိမ်ပဲသူ့တကားကိုလက်မအနှင်းငယ်ဟယုံဆိုယုံဖွင့်နေ။ညံပြင်းနဲ့အစာအသောက်တွေထိထားတဲ့ပကံပြားနဲ့ရေကရာတိတိလေးတလုံးတန်းထေးလို့ဝင်လာဝင်လောက်ယုံပဲဖွင့်တာပြီးတော့တကားကိုတစ်ခါထက်ပြီးဒုက္ခသွားပြန်ပါလေရော။ဒန်ဒီအနေနဲ့တခြားဘေးတက်ချိပုဂ္ဂိုလ်တယောက်ကိုမှမတွေ့မြင်ရပါဘူးအမှုကိုစစ်ဆေးခြင်းမရှိပဲဘာကြောင့်သူ့ကိုထောင်ချထားသလဲဆိုတာသူနားမလည်ဘူးဖြစ်နေတယ် တနေ့လောက်ကြာတဲ့အထီတော့သူကမျိုးလင်းချက်ကြီးနဲ့နေထိုင်ခဲ့တယ်လေဒီလိုပြုတ်လုထားတဲ့အမား ကိုဘီလီဖို့တိကောင်းတိသွားနိုင်တယ်။ဒါဆိုသူ့ကိုလွှတ်ဖို့အမိပေးနိုင်တယ်ဆိုတဲ့မျှလင်းခြင်းနဲ့လေတနာစရာကောင်းလိုက်တဲ့တန်ဒီသူ့ကိုဒုက္ခပိတ်လောင်ထားဖို့အမိပေးတဲ့သူဟာလက်ထောက်ဥပဒေအရာရှိကိုယ်တိုင်ဖြစ်နေတယ်ဆိုတာသူမသိချဘူးလေ။ရှင်တွေတရွေ့ရွေ့နဲ့ကုံလွန်ခဲ့ပါပြီ။တနေ့မှအချင်းထောင်များရဲ့အရာရှိစုကအချင်းသားတွေရဲ့အခန်းတွေကိုလာရောက်စစ်ဆေးတယ်။အစားအသောက်တွေကောင်းမွန်ရဲ့လားလို့သူကအချင်းသားတွေကိုမေးတယ်။မင်းတို့လိုချင်တာတခုခုရှိသလား။အစားအသောက်တွေကတိတ်ကိုညံ့ပါတယ်။ပြီးတော့ကျွန်တော်တို့ထောင်ကနေလွှ ည်းမျှရှင်ပါတယ်လို့သူတို့အကုန်လုံးကပြန်ပြီးဖြေကြတယ် အရာချိဆုပ်ကရေမိုးပြီးအုပ်ချိုးရေးမှုပဲသို့လှိလိုက်တဲ့ဘာဖြစ်လို့ကျုံတို့တွေဒီကိုလာကြတာလဲအစားအသောက်ကညံ့နေကျွန်တော်ကမဟုတ်တာဘာမှမလုပ်ခဲ့ပါဘူးကျွန်တော်လွမ်းမြောက်ရှင်ပါပြီဒီလိုထက်တူစကားတွေပဲအမြဲတမ်းကြားနေရတာပဲတခြားအကျဉ်းသားတွေရောရှိသေးလားလို့မိလိုက်တော့ဟုတ်ကယူသွင်းနေတဲ့အကျဉ်းသားတွေရှိပါတယ်သူတို့ကိုမြေအောက်ခံထဲမှာထားပါတယ်သူတို့ကတခြားသူတွေအတွက်အန္တရာယ်တစ်ခုဖြစ်နေလို့ပါသူတို့စီသွားကြရအောင်ကျုပ်ကသူတို့အကုန်လုံးကိုစစ်ဆေးကြည့်ချူရမယ်လေ စစ်သားနှစ်ယောက်ကအရာရှိကိုလက်ကထက်တွေကဆင်းပြီးလမ်းပြခိုဆောင်သွားတယ်။အနံ့အသက်ကဆိုးတဲ့အမောင်ထူးကအမရဏနန်းတွေနဲ့ပြစ်ပြန်းနေတယ်။အိုးဘသူတွေများဒီလိုနေရမြို့မှာနေနိုင်တာလဲလို့အရာရှိကအိုပြီးမေးလိုက်တယ်။သိဆိုးတဲ့လူတွေပါကျွန်တော်တို့ကအရန်ကိုဂယူးဆိုင်စောင့်ကြည့်ရမယ့်လူတွေပါ။ဒီတချင်ဟာအရာရှိချုပ်အနေနဲ့ပထမဦးဆုံးလာရောက်ချင်းပါပဲ။အကျဉ်းသားအမှတ်34အဲ့ဒီတယောက်စီကိုကျွန်တော်တို့ပထမဦးဆုံးတွားကြစို့လို့သူကပြောလိုက်တယ်။ ဒန်ဒီကသူ့အခန်းရန်တောင်းမှထိုင်နေတယ်။သူကမိုးကြီးလိုက်တော့သင်းတစ်ယောက်ကိုစစ်သား၂ယောက်နဲ့အတူတွေ့ရတယ်။ဒီလူဟာအရေးပါတဲ့အရာရှိတစ်ယောက်ဖြစ်ရမယ်လို့သူကတွေးမိတယ်။သူ့ကိုတွေးဖို့ရန်သူကခုံထားလိုက်တယ်။ဒါပေမဲ့စစ်သားတွေကသူ့ကိုပြန်ပြီးတွန်းလိုက်ကြတယ်။ဒါရှိကငါ့ကိုယူနေတယ်လို့ထင်ပါပဲလို့ဒန်ဒီကတွေးမိတယ်။သူကအရာရှိကိုကြီးလိုက်တယ်။သူကသူ့အတန်ကိုအေးဆေးတည်ငြိမ်အောင်စူးစမ်းထိန်းပြီးပြောတယ်။ကျွန်တော်အနေနဲ့ကျွန်တော်ဟာဘာဖြစ်နေလဲဆိုတာသိချင်ုံတက်တက်ပါခင်ဗျာ။ ဘာကြောင့်ကျွန်တော်ဟာဒီနေရာမှာရောက်နေရတာလဲရောက်နေရတာပါလဲလို့ကျွန်တော်ကိုတရားသူကြီးတယောက်နဲ့တွေ့ဆုံဖို့ခွင့်ပြုချက်ကိုလူကြီးမရပေးစေချင်ပါတယ်ခင်ဗျာကြည်ကြသေးတာဘောလို့အရာချီချုပ်ကပြောလိုက်တယ်အဲ့ဒီနောက်အုပ်ချုပ်ရေးမှုဖက်လေးပြီးပြောလိုက်တယ်ခင်ဗျာစာအုပ်တွေကိုပြပါဦးဒီလူရဲ့ပြစ်မှုကဘာလဲလူကြီးမင်းကကျွန်တော်ကိုမလွတ်နိုင်ဘူးဆိုတာကျွန်တော်သိပါတယ်ခင်ဗျာဒါပေမဲ့ညှို့လန်းချက်ရှိပါတယ်ကွာလို့တော့ကျွန်တော်ကိုကျေးဇူးပြုပြီးပြောပါလားခင်ဗျာလို့ဒန်နီကတောင်းပန်ပြောကြတယ် အဲ့ဒါတော့ငါမပြောနိုင်ဘူးကွာဒီကိစ္စကိုငါမင်းမြန်စုံစမ်းပေးမယ်ဆိုတော့ဘယ်ငါကတိပေးနိုင်တယ်တောင်မှာချထားစေလို့မင်းအတွက်ဘသူကအမိန်ပေးတာလဲမစ္စတာဘီလီဖိုးကပေးတာပါမင်းရဲ့ရန်သူဖြစ်လောက်အောင်သူ့မှာအကြောင်းရင်းတစ်ခုခုရှိသလားမရှိပါဘူးသူကကျွန်ုပ်အပေါ်တိတ်ကျင်နာပါတယ်လို့တန်နီယာဖြေတယ်ဒီလိုဆိုရင်မင်းနဲ့ပတ်သက်ပြီးအကျဉ်းသားမှတ်တမ်းစာအုပ်ထဲမှာသူရေးထားတာတွေကိုငါယုံကြည်နိုင်တယ်လို့မင်းထင်သလား ဟုတ်ကဲ့ယုံကြည်နိုင်ပါတယ်။အရာရှိက အခန်းထဲမှထွက်သွားပြီးတကားတကားကပိတ်သွားပြီ။သို့တော့သူကအခန်းထဲမှာတစုံတရာကိုတို့ထားခဲ့တဲ့မြွန်းလန်းချက်ရောင်ချီလေးလေ။အရာရှိကဒန်ဒီအဘူထားခဲ့တဲ့ဂတိတည်ပါတယ်။အကျဉ်းသားမှတ်တမ်းစာအုပ်ထဲမှာကြီးရှိသွားတာကတော့အက်ဒမွန်ဒန်ဒီအန်ဒီရှိတော့သူတရာဖြစ်တဲ့အေဘာကျွန်းမှာနေ၍နပိုလီယံပြန်လာနိုင်ရန်ကူညီခဲ့တဲ့ သူ့ကိုဂယူတစ်ဆက်စောင့်ကြည့်ပါဒီအကျဉ်းသားကိုငါဘာမှကူညီနိုင်မယ်မဟုတ်ပေဘူးလို့အရာရှိချုပ်ကတွေးမိတယ်။သူကစာအုပ်ထဲမှာရေးထည့်လိုက်တယ်။ဆောင်ရွက်ပေးရန်မိသည့်အကြောင်းချက်များမရှိဘူး။ဘာမှဆောင်ရွက်ပေးရန်ခံကိုအကျဉ်းသားအမှတ်29တရမသည် တပတ်နေ့ရက်ပေါင်းများစွာရက်တပတ်များစွာကုန်လွန်ခဲ့ပါပြီ။ အရာရှိရဲ့လာရောက်စစ်ဆင်မှုပြိုကျခဲ့ခြင်းမှာအိမ်မဲတစ်ခုသာဖြစ်တယ်လို့တန်တီးအနေနဲ့စတင်တွေးထင်ရပါပြီ။တညနေညနေ9:00နာရီလောက်မှာပေါ့သူအိယာနဲ့ကက်လျက်တစ်ဖက်ခမ်းနယံတွေကအတန်တန်ကိုအဒမွန်ရုတ်တရက်ကြားလိုက်တယ်။ ဘာတမ်းပါလဲလို့သူနားထောင်တယ်။အေးလေဒါလေးအိမ်မက်တစ်ခုပဲဖြစ်မှာပါလို့သူတွေးတိုးလိုက်တယ်။ဒါပေမဲ့အဲ့ဒီအတန်ကိုတစ်ခါထပ်ပြီးကြားရပြန်တယ်။တစ်ခုခုလေးကြသွားတဲ့အတန်အဲ့ဒီနောက်မှာတော့ငြိမ်သက်သိသိသွားတယ်။နိုင်ရဲ့အနည်းငယ်ကြတော့သူကအတန်ကိုတစ်ခါထပ်ကြားရပြန်တယ်။ပို့ပြီးနီးလာတယ်။ပို့ပြီးကြည်ကြည်လင်လင်ကြားရတယ်။အက်ဒမွန်ဆက်ပြီးနားထောင်နေတယ်။ဘာတန်လေးဆိုတာငါသိပြီလို့သူကတွေးမိတယ်။ထောင်သားတယောက်လွတ်မြောက်ဖို့စူးစမ်းနေတာပဲ အက်ဒမွန်ကကူညီချင်တယ်သူကသူ့အရာကိုရွှေ့လိုက်တယ်အဲ့ဒီနောက်သူကခြွန်တက်တဲ့ကိရိယာတစ်ခုခုကိုအခန်းထဲမှာလှိပတ်ရှာဝေကြည့်တယ်အခန်းထဲမှာရှိသမျှအရာတွေကတော့အဲ့ရတခုကလထိုင်တလုံးစပွေးတလုံးနဲ့ရေအိုးတလုံးများတာဖြစ်ပါတယ်ရေအိုးကိုခွေးပြီးချွန်ထက်တဲ့အစတွေဒီကတခုသုံးမယ်လို့သူကစဉ်းစားတယ်သူကရေအိုးကိုကျမ်းပြင်ဖို့ပောက်ခွေးလိုက်တယ်အစိစိအမောင်မောင်ခွေးသွားတယ် ခြုံတက်နေတဲ့အစနှစ်စသုံးစလောက်ကို သူ့အိယာထဲမှာဝတ်ထားလိုက်တယ်။နေမနေကြတော့အဆောင်ကအခန်းထဲဝင်လာတယ်။ကျွန်တော်ရေတောက်နေရင်ကျွန်တော်လက်ထေကနေရေအိုးလွတ်ကြပြီးကွေးသွားတယ်ဗျာလို့တန်နီကပြောလိုက်တယ်။သူ့ရဲ့ပူဆောင်မှုအတွေ့အဆောင်ကသူ့ကိုစိတ်ဆိုးတယ်။ဒါပေမဲ့သူကတခြားအိုးတစ်လုံးကိုယူသွားတယ်။ အိုအဟောင်းကအိုချမ်းမေးတွေကိုတော့အပြင်ကိုယူထုတ်မသွားဘူး။တန်ဒီကစတဲ့လုတ်ကန်နဲ့ကြောင်းနိုင်ရန်ကတက်တန်းကြပြီးဆွေးအားပြုတ်နေပြီ။ဒီတော့အလွေတကူပဲအပန်းအဆလေးတွေထွက်လာတယ်။နောက်ဆုံးကျတော့သူကနယန်တေးကကြောက်တုံးတွန်းကိုထိုးယူလိုက်တယ်။မီတာဝဲလောက်ကျတဲ့အပေါက်ကြီးတစ်ပေါက်ဖြစ်သွားတယ်။သူကကြောက်တုံးအဆအနတိတိလေးတွေအကုန်လုံးကိုအခန်းတောင်တွေမှာတိတိချာချာတည်ထားလိုက်တယ်။ပြီးတော့မြေကြီးနဲ့ဖုံးထားလိုက်တဲ့သူကကြောက်တုံးကြီးကိုအပေါက်သေးပြန်ထည့်ပြီးအပေါက်ရဲ့ရှေ့ဘက်သူ့အိမ်ရာကိုထားလိုက်တဲ့ တော်တော်လေးကြတော့အဆောင်ကသူ့အတွက်ညစာကိုယူပြီးရောက်လာတယ်။ဒီလိုလေအခန်းထဲရထွက်သွားရောဒန်နီကအလုပ်ကိုတခါထပ်ပြီးစတင်လုပ်ကင်တယ်။သူတညလုံးအလုပ်လုပ်တဲ့နယံမာနက်ဆန်နဲ့အပေါက်ကြီးတစ်ပေါက်ဖြစ်အောင်လုပ်နေတာ။အဲ့ဒီနောက်အလုပ်ကိုရပ်နားလိုက်တယ်။ဒီဟာဘာပါလေးလို့သူကအော်ပြောလိုက်တယ်။အဲ့ဒီကိုငါဖြတ်လို့လည်းမရဘူးရွှေ့လို့လည်းမရဘူးအဲ့ဒါကတစ်သားစားကြီးတစားဖြစ်ပါတယ်ဒန်ဒီကတွင်းကိုဒီထက်ပိုပြီးနဲ့အောင်မတူးနိုင်ဘူး လိုဖရားရဲ့ဖရားဖရားငါတို့သေရှင်တို့တာပဲမြှူလင်းဆက်အလုံးလို့ပြည့်စုံကုန်ပါပြီကွာလို့သူကအိုဟိတ်ညင်းတွားလိုက်တယ်။ဖရားသခင်အကြောင်းရောမြှူလင်းဆက်မရှိလို့တဲ့အကြောင်းရောတပြန်နဲ့တည်းပြောနိုင်တဲ့သူဟာဘယ်သူလဲကွာလို့မြေအောက်ကနေအတန်တတန်ကမေးလိုက်တယ်။အဒမွန်ကဒူးထောက်ပြီးထားလိုက်တယ်။ဟာအတန်တတန်ပါလားလူတယောက်ရဲ့အတန်ပါလားဖရားရဲ့ထပ်ပြောပါဦးလို့သူကပြောလိုက်တယ်။မေးမသူလဲလို့အတန်စီကမေးလိုက်တယ်။ င်မချမ်းသာတဲ့အကျဉ်းသားတယောက်ပါမင်းကဘာဖြစ်လို့ထောင်ကြတာလဲမဟုတ်တာဆိုလို့ကျွန်တော်ကမှမလုပ်ခဲ့ပါဘူးဗျာသူတို့ပြောတော့ကျွန်တော်ကနပိုလီယံကိုကူညီဖို့ကြိုးစားခဲ့တယ်တဲ့သူကပြင်သစ်ပြည်ကိုပြန်လာချင်တယ်လေလို့ဒန်ဒီကပြန်ပြောလိုက်တယ်ပြင်သစ်ကိုပြန်လာချင်တယ်ဟုတ်စားလို့ဒီလိုဆိုရင်သူကအခုဘက်မှာလဲ 1814ခုနှစ်ကသူ့ရဲ့အဘကျုံးကိုပို့ထားတယ်လေအဲ့ဒါကိုခမည်းမသိဘူးလားဒီနေရာကိုဘယ်တော့ခမည်းရောက်ခဲ့တာလဲ1814ခုနှစ်ကကျွန်ုပ်ထက်၄နှစ်ဆိုတာပေါ့ဘာမှဆက်လို့မနေနဲ့မင်းကဒီလောက်အမြင့်ဘလောက်အမြင့်မှရှိတယ်လေအဲ့ဒါလေးပဲငါ့ကိုပြိုပြလို့အတန်ရှင်းရမိလိုက်တယ်ကျွန်တော်အခန်းရဲ့ကျမ်းပြအမြင့်အတိုင်းပါပဲလို့တန်နေရပြန်ပြေတယ်။မင်းအခန်းတက်ကတော့မှမရှိလဲ အခန်းကျန်လေးတစ်ခန်းရှိတယ်ပြီးတော့ခြံဝင်းရှိတယ်။အိုးကန်ဆိုးလိုက်တာလို့အတန်ချင်းကပြောတယ်။ငါအစီအစဉ်တွေလွေးကုန်ပြီ။ငါကအပြင်ဘက်ထောင်နိုင်ကိုဖောက်ထွင်းရှင်တာ။ဖောက်ထွက်ပြီးတော့ကိုဘာလုံးမှလဲ။ပြီးတော့ငါဟာငါပနေသေးခုံဆင်းမယ်။ဟိုဒီနေရာရဲ့အနီးအနားမှာရှိတဲ့ကျွန်းတွေထဲကတကျွန်းကိုရေကူးပြီးသွားမယ်။ပွင့်နေတဲ့နံရအပေါက်ကိုဖုံးထားအောင်အဲ့ဒါတည်တည်ချာချာလုပ်ပါ။အပေါက်ဖောက်နေတဲ့အလုပ်ကိုရတ်တော့ငါစီရအတန်ကိုထပ်ပြီးမကြားရမရှင်းဆောင်ပါ။ ခမားဘသူလေးစနာကျွန်တော်ကိုပြောပါအောင်များလို့အဒမွန်ကအိုမေးလိုက်တယ်။ငါကငါကအကျဉ်းသားအမှတ်29ခမားနာမည်ကိုဘာဖြစ်လို့မပြောတာလဲဗျ။တိုးတဲညင်သာတဲ့ရီမိုးတန်လေးတတန်ကိုအဒမွန်ကြားလိုက်ရတယ်။အိုးကျေးဇူးပြုပြီးကျွန်တော်ကိုတယောက်တည်းမထားရခဲ့ပါနဲ့ခမား။အဆောင်တွေကိုတခေါမှမပြောဘူးဆိုတာကျွန်တော်ကတိပေးပါတယ်လို့သူကအိုပြောလိုက်တယ်။ မင်းကိုနားမလာပြီးစကားပြောမယ်လို့အတန်ချင်းကပြောလိုက်တယ်မနဲ့ပြန်ဖို့အက်ဒဝန်ကနန်ယန်အပောက်ကိုပိတ်လိုက်တယ်ကြောက်သွန်းအဆာအနာလေးတွေကိုတည်တည်ချာချာခွက်လိုက်တယ်ပြီးတော့သူ့အိယာကိုမူလနေရာမှာပြန်ထားလိုက်တယ်နောက်တနေ့မနဲ့သူ့ရဲ့အိယာကိုနန်ယန်ကနေခွာလိုက်တော့အတန်တန်ကိုတူချာရတယ်သူကဒူးထောက်လိုက်တယ်အဲ့ဒါခင်ဗျားလားလို့သူကမေးလိုက်တယ်ကျွန်တော်ဒီမှာရှိတယ် ဲ့ဒီနောက်မချာမီမှာဒန်ဒီအခန်းကျမ်းမြင်တစ်စိတ်တစ်ပန်းနေရာကပေါက်ပြီးနှိမ့်ဆင်းသွားတဲ့ကြောက်တုံးတွေမြကြီးတွေကအပေါက်ထေးကိုကျသွားကြတယ်အဲ့ဒီနောက်အပေါက်ရဲ့အောက်ရှင်မှာလူတယောက်ရဲ့လက်တွေနဲ့ဥကောင်းကိုဒန်ဒီတွေ့လိုက်ရတယ်အဲ့ဒီလူကအခန်းထေးကိုတက်လာတယ်ဒန်ဒီကသူ့ရဲ့မိတ်ဆွေတစ်စီသူ့လက်တွေကိုလှမ်းပေးလိုက်တယ်သူကကိုလုံးကိုပေါက်တီးခွေးတဲ့လူတယောက်ဖြစ်တယ်သူ့စပင်တွေကဖြူနေပြီးသူ့မျက်လုံးတွေကမင်းနဲ့တဲ့သူမှာရှင်တရားလာပြီဖြစ်တဲ့မုတ်ဆိတ်တစ်ခုရှိတယ်သူကတန်တန်မာမာတို့ ုတ်ဘူးငါ့ကိုတွေ့ရတာမင်းသိပြိုသွားပုံရတယ်လို့သူကဒန်နီကိုပြောလိုက်တယ်မင်းရဲ့ပြိုရှင်မှုကငါ့ရဲ့နှလုံးသားကိုတောင်းလာပြီးထိတယ် ။ဒါပေမဲ့အဲ့ဒီလူကအရန်ကိုစိတ်ဆင်းရဲနေတယ်ဆိုတာဒန်နီသိတယ်။လွန်မြောက်ဖို့အတွက်ခမားကြိုးကြိုးစားစားပင်ပင်ပန်းပန်းလုပ်ခဲ့တာပဲလို့သူကပြောလိုက်တယ်။ဒါပေမဲ့ထောင်ရဲ့အပြင်ဘက်ကိုခမားရောက်မသွားဘူး။ဒါကအစားတခန်းအခက်တခန်းသာဖြစ်တယ်။ဒါပေမဲ့ဒီအခန်းမှာလေတစားနိုင်ရန်ဘက်ရှိသေးတယ်။ဒီနိုင်ရန်တို့ရဲ့အပြင်ဘက်မှာဘာရှိတယ်ဆိုတာခမားသိသလားလို့သူကမေးလိုက်တယ်။နိုင်ရန်တခုကကြောက်ဆောင်နဲ့ကတ်ဆောက်ထားတယ်။ တခုကအုတ်ရှုပ်ရည်မှုအင်အောက်ဘက်ပိုင်းနဲ့ကလျက်မှာရှိတယ်။အဲ့ဒီနေရာကနေတို့တွေထွက်ရဲအဆောင်တွေရဖမ်းမှာပဲ။အင်းဒီနယံကတော့ဘေးဘက်ကိုမျက်နှာမူထားတာပါလိ။သူတို့ကအခန်းရဲ့တတိယနယံဘက်ကိုကြီးလိုက်တယ်။နယံရဲ့အမြင့်ပိုင်းမှာပတင်းပေါက်တိတိလေးတခုရှိတယ်။ခန်းခန့်နဲ့တန်ချောင်း၃ချောင်းနဲ့ကလန့်ဖြတ်ပြီးပိတ်ထားတယ်။အဲ့ဒီလူကစပွေးကို အခန်းရဲ့တစ်ဖက်ကနေဆွေးယူပြီးပတင်းပေါက် အောက်မှာထားလိုက်တယ်။စပွေးဘိုတက်လိုက်လို့သူကဒန်နီကိုပြိုးလိုက်တယ်။မင်းရဲ့ကျိုးကုန်းကိုနေရာမှာမိထား။မင်းရဲ့လက်နက်ဖက်ကိုမင်းရဲ့အချင်းမှာပဲချက်ပြီးဂိုင်ထား။အဲ့ဒီနောက်အကျဉ်းသား20ခဏကစပွေးဘိုခုန်တက်လိုက်တယ်။အဲ့ဒီကတဆန့်ဒန်နီရဲ့လက်ပိုတက်ပြီးအဲ့ဒီကနေဒန်ဒီရဲ့ပခုံးတွေကိုတက်တယ်။ပြီးတော့ပဒင်းပေါက်ထိတ် တန်တန်ဖက်တွေကြားကနေသူကကြည့်တယ်အဲ့ဒီနောက်ခက်မြန်မြန်ပဲသူ့ကောင်းကိုပြန်ယုတ်လိုက်တယ်ငါထင်တဲ့အတိုင်းပဲလို့နောက်ဆုံးမှသူကပြုတ်လိုက်တယ်သူကအောက်ကမြန်မြန်နဲ့အလွေတကူဆင်းလိုက်တယ်လူငယ်တယောက်မြန်မြန်လှုပ်ရှားနိုင်တဲ့လောက်သူလှုပ်ရှားနိုင်တာပဲလို့တန်ဒီကတွေးမိတယ်မင်းအခန့်ရဲ့ဒီဘက်ပိုင်းကဘာတိပင်မှမရှိပဲလူသားလမ်းတစ်ခုကိုမျက်နှာမူထားတယ်စစ်သားတယောက်ကအဲ့ဒီလမ်းကိုနေယူညပါစောင့်ကြည့်နေတယ်။ဒီနယံတွေရဲ့ ဘေဖက်ကမှဖောက်ထွက်ပြီးလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးလို့အကျဉ်းသား20ခွန်ကပြောလိုက်တယ်။တန်နီကအဲ့ဒီလူကိုကြည့်လိုက်တယ်။ခမားကတကယ်ကိုလွတ်မြောက်ချင်တာပဲ။အခုခမားမလွတ်မြောက်နိုင်တော့ဘူးတီးသွားပြီ။ဒီလိုတည်သွားတာတော့ခင်ဗျားကဘာကြောင့်အရန်တီတီညင်ညင်ဖြစ်နေရတာလဲလို့သူကစိတ်ထဲရနဲ့စဉ်းစားတယ်။အဲ့ဒီနောက်သူကကျေးဇူးပြုပြီးကျွန်တော်ကိုပြုပါပါခင်ဗျာ။ခင်ဗျားဘယ်သူပါလဲလို့မေးလိုက်တယ်။ကျုံနာမေးဖရိုင်ယာပါ။ အဲ့ဒီလူကပြန်ပြောတယ်ကျုပ်ကဒီချက်တူးဖက်ရေဒိတ်ထောင်ကို1930ခုနှစ်မှာရောက်လာတာပေါ့ဒီမရောက်ခင်က ထောင်မှသုံးနှစ်ကြာခဲ့သေးတယ်ဒါပေမဲ့ဘာကြောင့်ခမားဒီကိုရောက်လာရတာလဲမင်းဒီရဲ့အတိုင်းပဲလေအီတလီနိုင်ငံမှာသူတလူငါတမင်းနဲ့နိုင်ငံငယ်လေးတွေအများကြီးဖြစ်နေတယ်နိုင်ငံတနိုင်ငံစီမှာအုပ်ချုပ်သူတယောက်ဖြစ်နေတယ်ငါကအီတလီကိုမဟာအေဂရစ်ဘရင်ကြီးတပည့်ရဲ့အုပ်ချုပ်မှုအောက်ကမဟာနိုင်ငံတနိုင်ငံဖြစ်စေခြင်းနဲ့ငါရွေးချယ်တဲ့ဘရင်ကပဲငါ့ကိုဒုက္ခပေးဖို့ကြိုးစားခဲ့တယ်အခုတော့အီတလီဟာဘယ်တော့မှစီးလုံးနိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်မလာနိုင်တော့ဘူးနပိုလီယန်ကနိုင်ငံကြီးတနိုင်ငံဖြစ် ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူကသူ့အလို့ကိုပြီးဆိုအောင်မဆောင်ရွက်နိုင်ခဲ့ဘူး။ခြေခွေးဝေကောင်းတဲ့အီတလီနိုင်ငံမှာပဲအဖိုးအိုရဲ့အတန်းကအရန်ကိုခြေခွေးလန်းဆန်နေတယ်။နေရနောက်ကခမားရဲ့ရှုဝက်လန်းကိုကျွန်တော်ကြည့်လို့ရနိုင်မလားလို့တန်ဒီယာမေးလိုက်တယ်။ငါနောက်ကလိုက်ခဲလို့ဖရန်ယာကပြောပြီးနေရရဲ့နက်ဆန်နဲ့အပေါက်သေးဝင်သွားတယ်။တန်ဒီကနောက်မှလိုက်သွားတယ်။